ဆက်ယုံတောင်ဒလိန်နှုံးတွေကိုဆက်ယုံနေမှာဒီလိုထုတ်လုပ်ကြပါတယ်။အခုဒီလူတွေထုတ်လုပ်နေတဲ့အရာတွေကတော့ဆက်ပစ္စည်းတွေကိုထုတ်လုပ်တဲ့နေရာမှာများစွာအထောက်အကူပြုတဲ့ဆက်ယုံတောင်ပုလုံးတွေကိုထုတ်လုပ်နေကြတာပဲဖြစ်ပါတယ်။ဒီအလုပ်ကိုခင်မီစက္ကရိယာကြီးတွေနဲ့ထုတ်လုပ်ကြရလဲရှိတယ်လို့အခုလိုမျိုးတနိုင်တစ်ပိုင်းအင်းစည်းပွားရေးဖြစ်မိသားစုလုပ်ငန်းဖြစ်လဲလုပ်ကင်ကြတာတွေရှိပါတယ်။ဆပ်ပလုံးတွေကိုပြုလုပ်ဖို့အတွက်အရင်ဆုံးပုံသွင်းမဲ့ပုံစံကွက်အလုံးကြီးတွေကိုချင်းတွင်မိရှုပြီးတော့ပြာရအောင်လုပ်ကြပါတယ်။ အဲ့ဒီပြောင်ကိုရေးဖြောပြီးရင်တန်တွေကိုမကအောင်လို့ပုံစံခွဲရဲ့အတွင်းပိုင်းကိုတုံလင်းကြရတာပဲဖြစ်ပါတယ်။အတွင်းကိုပြထုတ်ပြီးရင်တော့ပုံစံခွဲရဲ့အောက်ခြေကိုပွင့်မထွက်အောင်လို့တန်အပြားကြီးနဲ့ရှုံ့ပိတ်ထားရပါတယ်။ပြီးရင်တော့တန်မဏိပုလုံးတွေကိုပြုလုပ်ဖို့အတွက်တန်တို့တန်စားတွေအားလုံးကိုအရေးဖြောစက်နဲ့မြည်ပြင်းပြင်းပေးပြီးအရေးဖြောတယ်။ဒီစင်ကအနေအများဆုံးအဆင့်ပဲဖြစ်ပါတယ်။ရလာတဲ့တန်မဏိအရေးတွေကို ပုံစံခွဲထဲထည့်တဲ့အခါမှာပုလုံးကိုနေရာအပြည့်ရအောင်လဲပြီးထားတဲ့အတွက်တန်မဏိအရေးတွေလွှင့်စင်ပြီးတော့လူတွေကိုထိခိုက်စေနေတာပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ပုံစံခွက်သေးကထွက်လာတဲ့တမ်မနီတုံးကြီးကိုအေးခံပြီးလိုတလိုပုံသွင်းဖြတ်လိုက်ရင်စက်ရုံတွေမှာအသုံးဝင်တဲ့တမ်မနီရိုလာတွေရလာမှာပဲဖြစ်ပါတယ်။